ရန်ကြီးမှာရန်ကုန်မှာရှိတဲ့ကလာမီနင်းဘွဲဆိုရင်ဒါသူတို့ယဉ်ကျေးမှုသူတို့ဘာသာရကလာမီနင်းလိုက်မှန်တာပေါ့မြန်မာရတက်တဲ့နင်းတော့တကယ်မူလကလာဘေးထွက်နေရတယ်မနင်းရအောင်ကြင်စတဲ့ရဲ့ဒီနေ့ရန်ကုန်တမျိုးလို့ဘုတ်ကင်းနေပြည်နေနဲ့ဇောကနဲ့ပြောဝါလာမသိဘူးရုပ်ကင်းနေပြည်နေဖြစ်သူများနေဘလက်တိုင်းဒီးတယ်မိတို့ဘလက်တိုင်းဒီးဆိုတော့ဘလက်တိုင်းဆိုတော့တိတာမသိဘူးလေမသိဘဲနဲ့ဘာလို့လှုပ်လဲမသိလို့လှုပ်တာလေ အဲ့ဒီနေ့မှာတောင်းနဲ့ချီမင်းကလေးနဲ့ကုန်ပြည့်စည်ပါလေကြောက်ကသူကြောက်ကသားတွေကုသူကိုယ့်ကိုရတယ်လို့တော့ဖဲ့ယူရအချိန်တည်းရကိုကိုကိုကုသူလေးကိုကိုဖဲ့ယူမှရမယ်ခက်ချင်းနေကျွန်တော်ဆိုရင်ကျွန်တော်ကုသူလေးကျွန်တော်တများလို့အများကြီးလက်မလူနိုင်တဲ့ခါကျတော့ကျွန်တော်ကုသူရတဲ့လောက်ကြီးရွာတယ်ကျွန်တော်အိမ်မှာ TV ရှိတယ် ကီဘီရှိမှကျွန်တော်ရေစက်ခွက်ကလေးချတာကျွန်တော်တီဗီထဲမှာဘုကျုပ်ကြီးတွေဝင်ကြီးတွေဖရာတွေတည်းညူရင်ကျွန်တော်ရောပြီးရေစက်ချလိုက်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပတ်စံလေးကိုပတ်စံနဲ့ကိုတော့လူဘဝမခံနိုင်ဘူးကိုလည်းကုလို့ရသူလည်းအစဉ်ပြေပြီးရောပေါ့အဲ့ဒီလိုကျွန်တော်တို့အခုဆိုဖဲ့ရင်မှရတော့မယ်ကျွန်တော်တို့လည်းနိဗ္ဗာန်သွားကျင်တာပေါ့ သူတို့ကြီးပဲသွားလို့မဖြစ်ဘူးလေကျွန်တော်တို့လည်းသွားခြင်းနဲ့ပို့ရှိတာငါးပြားနဲ့ငါးပြားလေးရအောင်လို့ကြီးသွားမှာပေါ့ကျွန်တော်မြို့ရဲကိုရောက်တဲ့အခါမှာကျွန်တော်ညီမပြီးမြေပုံသုံးချောင်းနဲ့ဝဲပါတယ်ကျွန်တော်ညီမပြီးမြေပုံလေးသုံးချောင်းနဲ့ဝဲပြီးကျွန်တော်တိုက်နိုင်ရမှာကျွန်တော်တိတ်နဲ့ကပ်ပြီးဓာတ်ခလေးထောက်တာအဲ့ဒီရီကမေးတယ်ကိုမကြီးကလည်းကျင်းချင်းဖမ်းမှာခမရညီမကြီးမြေပုံကြီးဓောက်ထောက်တာဘာအဓိပ္ပာယ်တန်ရင်တန်မပြော ိုက်ရင်မပြောမိဘာများတော့ဘယ်လူကပြန်ပြောပြလိုက်မြမပြီးထပ်ပြီးကြောက်ထဲကြမှာဆိုလို့တောက်ထောက်ထားတာဟေ့မြမပြီးကိုကျွန်တော်ရှောက်ပတ်ပြီးတော့ဟောတယ်ကြားပြီပွင့်လင်းမြင်သာမှုပွင့်လင်းမြင်သာမှုတဲ့ကျွန်တော်ပွင့်လင်းမင်းကလေးတွေပဲသွားမြင် ပေါ်ပိုင်းနေပွင့်လင်းပြီးအောက်ပိုင်းနေမြင်သာလာတယ်ဒါပဲသွားတွေ့ကျန်တဲ့ပွင့်လင်းမြင်သာမှုကတော့သိမ့်မတွေ့အရင်အတိုင်းပဲအဲ့တော့လောကကြီးမှာတစ်ခုပဲရှိတယ်ကျွန်တော်တို့ဒီသူများနေတွေကိုငှားမသုံးပါနဲ့ကိုယ့်ရဲ့ကြက်တည်ရှိမင်္ဂလာရှိတဲ့နေတွေကိုချက်ချက်နန်းလာသုံးကြပါအဲ့ဒီကိစ္စလေးတွေကျွန်တော်ပြောခြင်းပါတယ်ကျွန်တော်မိမပါတယ် ရှင်းနဲ့ဘာပြောဝိရိမစစ်စစ်မပြောနဲ့လို့လေသူတို့ကအနာဘောဒုပြရင်နာရဲတဲ့ကျွန်တော်ကပြန်ပြည့်လို့ညီမရဲ့လို့သူတို့ကဒီကုလုံးအနာရီပဲဘယ်နေရာကြောက်ကြောက်နားမသူများနေနေဆိုတာကအခုကျွန်တော်တို့ရန်ကုန်မှာရန်ကုန်မှာရှိတဲ့ကလာမီနင်းဘွဲဆိုရင်ဒါသူတို့ရင်ကျင်းမှုသူတို့ဘာသာရကလာမီနင်းတာမှန်တာပေါ့မြန်မာတွေကတက်တက်နေတော့ တကယ်မူလကလာဘေးထွက်နေရတယ်မနှင်းရအောင်ပြင်မြန်မာအကုန်ပါတာအကုန်အကုန်အကုန်နေမှန်တယ်များအကုန်ပါတယ်ကိုကကိုနေကြလားကိုအမတန်ကြက်စီရရှိရနေကြတော့မသိအောင်ဆောင်းနေပုတ်ပတ်တယ်သူတို့အိတ်တာဇန်နဝါရီလဒီဇင်ဘာ30ရက်31ရက်ဆက်နေနိုင် ဆက်နေလိုက်တမလီလက်ဆွန်းလက်ဆွန်းတကားတွေဖွင့်လိုက်တဲ့ကားတွေဟွန်တီးတယ်ကားပေါ်တက်ပြီးဟပီနီယောဟပီနီယီယောအတကဘာလုံးကနီးရိုင်ပမာလဲနီးရိုင်ပြစ်တာအဲ့ဒီဟပီနီယီယောဆိုတာကိုကခံလိုက်ရတာလဲမသိဘူးရမ်းပြီးတော့နီးရိုင်ချလိုက်တာ အဲ့ဒီ happy new year ဆိုတာကျွန်တော်တို့ကခံရတဲ့1000ရှစ်ဆံကကျွန်တော်တို့မင်းဆက်လက်ပြုတ်တော့နေမွေ empire လို့သွတ်သွင်းပြီးတော့မှကျွန်တော်တို့မြန်မာပြည်မျိုးလုံးကျွန်းဆက်ခင်းပြီးတော့မှတပီလုံးကိုဝိရိုဒိယဘုရင်မာယူနှစ်တကူလက်ဆောင်အဖြစ်နဲ့အိန္ဒိယဘုရင်ခံကျွန်းကပေးလိုက်တာကိုခံရတာအဲ့ဒါဘာ happy new year လုပ်နေရတော့ခံရတာမဆန်ရဘူးအဲ့ဒါကိုကြီးကျက်တာအော်ဟစ်နေတယ် နှစ်သိကူးရဲဆိုစိတ်နဲ့လူတိဘောတိအနာဂတ်တိအသွေးခေါ်တိအယူဆသက်တည်နဲ့အသိကိုသွားတဲ့စိတ်ကိုထားရမှာဒီနေ့တနေ့လည်းပျော်စရာမဟုတ်ဘူးမူယူရန်ကရဟဲ့ဗျာအဲ့ဒါလောက်စရာအကြောင်းမှမရှိအနှစ်သာရမရှိဘူးလောကကြီးမှာအနှစ်သာရမရှိဘဲနဲ့လောက်တာဟာကိုယ့်ဘဝကိုနှိမ့်ချတယ်အတူတူပဲအဲ့ဒါနဲ့ပြီးတဲ့ခါကျတော့ဖေဖော်ဝါရီလ48 1948 January လ၄ရက်နေ့ လေးတိုင်းမိနစ်28တာပဲမထအောင်အဲ့ဒီနေ့ကအမတန်အသိမှတ်တစ်ခုတော့ပြည့်လိုက်ဩော်ဒီနေ့ကဒီဒီတိုင်းပြည့်လုံးလားလေးစခွန်ဘုရုပ်ကြတယ်လုတ်ကြံခါ48လောက်လာရတယ်ဩဘာဖြစ်ပြီဒီနေ့စနေလေးကတော့ဘာလို့မှပြတာတက်ကျုံမောင်းတက်တဲ့နေလေးဒီလောက်ကလေးအသိမှတ်ပြည့်ကျင်နေပါအစက်ကလေးလာမှထားအေးပါပါဘာလဲကွာလူကြီးစီကားစီကားလွတ်လာရင်နေ့ ဟုတ်လားအော်အေးဟုတ်သားအဲ့ဒီပန်းပြေးတယ်လို့လူခေါင်းအောင်ရိုက်တယ်လို့လူချိုးတိုင်းတက်တယ်လို့နဲ့နေ့တနေ့ဖြတ်ပြီးသွားဖေဖော်ဝါရီလ7ပြည်တော်စင်းလေးလွယ်လွယ်နဲ့ရတယ်လို့တော့မထင်လိုက်ပါနဲ့ပြိတ္တကြီး7ရက်နေ့မှတွားတယ်ရောက်တယ်ဒေါင်းလေးကအမှတ်30ဒေါင်းလေးကရောက်တယ် အတလီနဲ့တွေ့တယ်28ရက်နေ့မှာအောင်စံအောင်စံအတလီစာချုပ်ကိုချုပ်ဖြစ်တရားတော်တန်းပါလို့မရအိန္ဒိယထောင်နာရအိန္ဒိယထောင်နာတော့နေလူနဲ့တွေ့တော့ခင်ဗျားဘယ်သားမှလို့ပုံစံအင်္ဂလိပ်ရယ်စုတ်ချကြကျွန်တော်အင်္ဂလန်သွားပြီအောင်အတလီယံပြီဟာခမရယူသေးရောမယ်ကိုအောင်စံခမရဒုက္ခပါပဲဒီရသည်အင်္ဂလန်ရသည်ဥမြခမရဒီအဝိစားနဲ့ ။ဒီမှာဟောကောင်းစားကလန်းစားစကြုပ်တော့ပေယူတိုင်းပြီးတော့ချုပ်ပေးလိုက်တဲ့ကိုအင်းကြီးနဲ့ကြာမိမှုပါလေးကိုအင်းကြီးနဲ့အဲ့ဒီကိုအင်းကြီးကနေလူချုပ်ပေးလိုက်တဲ့အင်းကြီးကျွန်တော်တို့ဘူချုပ်ကအင်းကြီးတော့ကောင်းကောင်းမရှိတဲ့ဘဝအဲ့ကောင်အဲ့ဒီကိုအင်းကြီးနဲ့သွားနော်အေးဆိုးအဲ့ဒီတော့အောင်စားအတ္တလီစာချုပ်ကိုချုပ်ခဲ့ချိန်မှာပဲ ရှမ်းပြည်နယ်နှစ်ခုကနေထပြီးကန့်ကွက်စပန်းယူဆောင်အင်္ဂလန်ပို့တယ်လို့ကျန်တာဝန်ဆန်ဘလို့လက်ခမရဒီမှာကန့်ကွက်စာတွေပို့ပါလားခမရကိုကြီးမကြီးတစ်ခုပဲလွတ်အောင်လုပ်ပြကျန်တဲ့လူတွေမပါဘူးသဘောတူညီမရဘူးပြောပါလားယူနီယံဆိုတာပြည်တော်စုလို့သဘောပေါက်တယ်တကယ်များလို့မျက်စိမျက်နှာပြက်နေတဲ့အချိန်မှာဘူအောင်ဆန်းသူ့ကိုယ်သူယုံနေနှစ်ရက်နဲ့ ဖေဖော်ဝါရီလနှစ်ရက်နေရန်ကုန်ပြန်ဆင်းလာကတက်တာကြီးရှင်ရင်နေပင်လုံရောက်အောင်သွားရှင်ရင်နေပင်လုံရောက်အောင်သွားပြီးတော့စတရရင်ညမှာမှာအကုန်လုံးအဲ့မှာလက်မထိုးရမယ်လို့ပြောတော့မှဘုကျုပ်အလုံးကြဆယ်နှစ်နေထိုးပြစ်20နှစ်လူစင်22ရောက်နေဘုကျုပ်က23လုံးထိုးပြစ်အဲ့ဒီလိုပင်လုံဆိုင်ရုပ်ကိုခဲရခဲစင်းနေအဲ့ဒီလိုထိုးခဲ့တဲ့ရက်ကလေးတည်းရင်ကျွန်တော်နမ်စတမှာဟောတော့ ကြောက်တိုင်ကိုသွားပြီးဂါရဝပြည့်ခြင်းကိုသွားတော့ရှိမှဖရားကြီးနဝတတဲထားအကြီးကြီးပဲဒီပြည်နေရတဲပါလဲဒီကြောက်တိုင်ရှိတဲတယ်ကြီးမှာကြောက်တိုင်မမြင်အောင်တဲတယ်ဒုက္ခဒီ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 အစိုးရဟိုပြီးခဲ့တဲ့အစိုးရကအတော်လေးကိုကလေးကလားစမ်းဒီကြောက်တိုင်ကြီးကသူ့သူ့တက်ညောင်းနေတယ်ဘောရိုင်းဆိုင်ပြန်တက်ညောင်းတာလည်းမဟုတ်ဘူးဒီကြောက်တိုင်ကြီးကအမအထင်ကြီးကြီးတာရှက် ဒီနဲ့ဒီမရဲ့ဒါတိုင်းသာစီလုံးညီညီအထင်ကြီးရကြောက်တန်ကြီးကအဲ့ဒါကြီးကိုကွဲမမြင်အောင်လှုပ်ရက်တယ်ဆိုတဲ့စိတ်ကလေးကလားစိတ်ခေါ်ပါလေလူကြီးလူအောင်စိတ်မရှိပါအဲ့ဒါနဲ့အဲ့ဒါကြီးတွားကြည့်ရဗိုလ်ချုပ်မိန်ကွန်းဟောတဲ့နေရာလေးတွေကြည့်ခဲ့ရဗာပဲကြည့်ပြီအဲ့ဒီနေလေးတနေ့တန်မိုးထားပြီးတော့တခါဆက်သွုံးဗိုလ်ချုပ်မွေးလေးမနေရဆိုကျွန်တော်တို့ဒတိုင်းပြည်လုံးဗိုလ်ချုပ်မွေးလေးမှာဒတိုင်းပြည်လုံးပင်မန်းနဲ့ဒတိုင်းပြည်လုံးပင်မန်းရတာ တော့ပေးပြီးတော့တော့ရလို့ပင်မနာမဟုတ်ဘူးဓမ္မောက်စားလို့ပင်မနာမဟုတ်ကိုအတိစိတ်တတ်နဲ့ဟောဒီရင်ပါကြီးတရနေပြချစ်တဲ့စိတ်နဲ့တိုင်းပြီးလို့ပင်မနာလို့မထင်မဲနဲ့စင်နွယ်ရတာအဲ့ဒါဘုံချုပ်ရဲ့နှစ်တရားပဲဘုံချုပ်ရဲ့နှစ်တရားအဲ့ဒါသူ့ကိုဘာကြောင့်ချစ်လဲကျွန်တော်မိဘနှစ်ပါးရှိတယ်မိဘနှစ်ပါးကွဲလွန်သွားတဲ့အချိန်မှာကျွန်တော်နေ့လို့ပြန်ပြီးတော့ပြန်ကောက်နေရတယ်ဘယ်နှခုနဲ့မှာအဖေဆုံးတာတော့အမေကဘယ်နှခုတိုင်မဲ့ဘုံချုပ်အောင်စမ်းကြတော့ကျွန်တော်တို့အော်တိုကိုတည်နေတယ် ဘယ်မှ40ကခွန်မစုံနဲ့လောက်ကြံခံရတဲ့အဖေဘာကြီး73မှာမွေးတဲ့အကုန်ကိုတိတယ်ဘာပဲလို့တိတယ်တရားလိုက်ပြည်လုံးကိုသူကကိုကျိုးမဲ့အတ္တမရှိဘဲနဲ့ပြည်သူကိုလွတ်လိုက်ရအောင်အလင်းရောင်တစ်ခုပေးခဲ့တဲ့ပုဂ္ဂိုလ်အမတန်ခြင်းစင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အတိမတ်ကြည့်လားဟောဒီနေ့တိုက်တဲ့ဆယ်ဆယ်ကြောက်ကမဟောဖြစ်14ရက်နေ့14ရက်ဒီနေ့ ရန်ကုန်တမျိုးလို့ဘုတ်ကင်းနေပြည်နေနဲ့ဇောကနဲ့ပြောွာလာမသိဘူးဘုတ်ကင်းနေပြည်နေဖြစ်သူများနေဘလက်တိုင်းဒီတယ်မင်းတို့ဘလက်တိုင်းဒီဆိုတော့ဘလက်တိုင်းဆိုတော့တိတာမသိဘူးမသိဘဲနဲ့ဘာလို့လှုပ်လဲမသိလို့လှုပ်တာအဲ့ဒီနေမှာတန်းနဲ့ချီမင်းကလေးနဲ့ကုန်ပြစ်စည်းပါတယ်ချောကလေးတောင်ပေးလိုက်ရင်မောက်နှင်းစီပါကတော့တက်ခွန်ခေါ်သွားပြီးသွားပြီအဲ့ဒီနေ့တနေ့တည်းဖြစ်နေတဲ့တန်းနဲ့ချီပြစ်စည်းတဲ့မြို့ကြီးတွေမှာအကြီးဖြစ်တယ် မော်လမြိုင်လိုမြို့ကြီးမန္တလေးလိုမြို့ကြီးပသိမ်လိုမြို့ကြီးတောင်ကြီးလိုမြို့ရရန်ကုန်အကြီးအကျယ်ဖြစ်တာအဲ့ဒီရင်ချင်းမှုကြီးကိုဘယ်ကသဲဆောင်ကမှမသိဘူးစီးပွားရေးသမားဆိုတော့ तू စားရဖို့ तू ကြီးပွားဖို့တော့လုပ်လာတာကိုဒီကဘုံမသိဘာမသိရောပြီးတော့ဗလဲတိုင်းရချစ်သူများကိုယ်မှချစ်စရာနေနေနေမိဘတွေတိုင်းပြည်တွေလူအများကြီးရှိတယ်အဓိကဆုံးကိုယ်မိဘနှစ်ပါးကိုပဲချစ်ပါအောင်ချစ်စရာနေပြောပါလေ အော်အဲ့ဒါကြတော့မချစ်ဘူးကျွန်တော်တို့မြင်မှပြီပါတကယ်တော့ရေရိုတွေဟောဒီကြောက်ကလမ်းကိုကြည့်လိုက်ရင်ကိုကိုတိုင်းကြီးမှာချစ်စရာကိုအပင်လေးတမခဏောင်းလေးဒီလိုရှက်နေတာဒီဘက်ကနေလှမ်းကြည့်ဘယ်လိုပဲချစ်ချင်ပကြီးကားတစ်ချက်ထောင်လာသလိုအမတန်လားအမတန်ချက်တည်းရရှိရဒီလိုပဲရှက်အယိတ်အဝါသအဲ့ဒါကိုကြောင်ညာသမားတွေကသူတို့စီးပွားရေးအတွက်လာပြီးတော့တန်လေနဲ့ရိုက်တော့ ရေရှည်မှာအဲ့ဓာတွေကခေါမောဖြစ်ပုတ်ပြီးတော့ဒုက္ခရောက်ကုန်အဲ့အပင်တွေကဓမ္မဝဘင်းဓာခံမို့တဲ့ကိုဒီအပင်တွေရှိမှခံနိုင်တာမြန်မာတင်ပြီးတော့လက်ကြီးတောတွေတောင်းနေအလုံးကဇာကနာကောင်းဖြစ်သွားပြီဇာကနာကောင်းဖြစ်သွားကျွန်တော်တို့ကဗမာလေတကယ်ဝင်လာမဲ့အန်ရည်ကိုတမောအန်ရည်ကိုတားဆီးတယ်အမြဲတမ်းလာတယ်ဟိုတလောကဝင်လာဟိုတလောကခုတ်ညာတွေ့လိုက် ဒီအပိနှစ်ပေါင်းများစွာဒါကြီးကအမတန်ချက်သေးကြီးတွေဒီရဲ့ကြီးတွေကိုဒီနောက်တကဒီအပိတွေကိုလာလာပြီးတန်နေရိုက်တယ်သူဒီမြတ်ပြောလို့စိုင်းမုတ်ထောက်မို့သူစီပိုင်းသမားအဲ့ဒီစီပိုင်းသမားကဒီကြောက်ကသူကြောက်ကသားကိုအကျိုးပြုတော့မဟုတ်ဘူးလာဖြည့်စီတာအပိတွေကိုအဲ့ဒါမျိုးကြလို့ကပွယ်ရမှာယောဂါဆိုခါရမို့မဟုတ်ဘူးမဟုတ်တာကိုမခံတာယောဂံလို့ခေါ်တယ်လာမြတ်အကိုဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးလက်အုပ်ချီ88နောက်ပိုင်းမှာဘာယောဂါလည်းမသိလက်အုပ်ချီဘူး လူပြေးလက်အုပ်စုဘူးအဲ့ဒီလက်အုပ်ရှိရတော့သခိုးလားဓမြလားလည်းမသိလက်အုပ်ဉာဏ်ရှိတော့တာအများရောပြောတော့အာရ6အဲ့ဒီလက်အုပ်ချီတာကိုကြက်ကြက်နန်းနန်းဒီလိုလက်အုပ်ချီရတယ်လို့1920ပထမကျောင်းသားတပိတ်လူပြိဿများတိလိမ့်မယ်အဲ့ဒီပထမကျောင်းသားတပိတ်ရဲ့18နှစ်စောတဲ့1930ခုနှစ်မှာရန်ကုန်ဟိုက်စကူးကျောင်းမှာအဖြစ်ပြက်အကြီးဖြစ်သွားတယ် ဲ့ဒီကာလတုန်းကအဲ့ချိန်ဝမ်းပြီးတော့မပေါ်သေးဘူးရန်ကုန်ဟိုက်ကူးကြောင့်မှအဲ့ဒီမှာမစ္စတာကောက်ကနေခိုင်ပညာဝေးမစ္စတာကောက်ကအမိတ်ဆရန်တခုထုတ်လိုက်တယ်အဲ့ဒီမှာအတန်းမိုင်ဆရာကဝင်လာဝင်လာပြီးဆာဗဲလေးကြီးကိုင်နေမင်းတို့မြန်မာကျောင်းသားတွေငါတို့အင်္ဂလိပ်စကားကိုလက်အုပ်ချီကတော့ပြီးမှသာလင်စာဆက်တဲ့မိုင်ခွင့်ရှိတယ်ငါတို့လည်းကြားလာကြားလို့ရှိရင်မင်းတို့ထိုင်ထိုင်ကြတော့ပြရမထိုင်ဘူးငါတို့လည်းမကြားတော့ထိုင်မထိုင်ဘူး ကျတော့လေဘကတော့အမှအမှန်ကုန်အမှအယုတ်ကျိုးပြပြစ်လဲရသွားတယ်အဲ့ဒီအတန်းရှိရနေမောင်တင်နဲ့တကွာကျောင်းသားတွေအလုံးအပြင်းထွက်သွားအဲ့ဒီကိစ္စနဲ့အယုတ်ကြီးပြပြစ်လဲရှက်လဲရှက်အယုတ်ကြီးပြပြစ်လဲအသမ်းမိုင်စီရံနဲ့ပတ်သက်ပြီးတော့မြန်မာចောင်းသားတွေအလုံးចောင်းထုတ်ပြစ်လိုက်မြန်မာအចောင်းသားတွေចောင်းထုတ်ပြစ်လိုက်တဲ့အချိန်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မချင်တဲ့လူចောင်းသားမိဘတွေကပြဿနာရှာလက်ကမှာ၃ဘွေဆိုင်ဆွေးနေအဲ့ဒီအချိန်မှာအင်္ဂလိပ်ခင်မာတွေက၃ဘွေဆိုင်ဆွေးနေဆိုပေါ်နေတယ် အခုကျတော့လေးဘူးကမဆိုင်သေးဘူးအဲ့တော့သုံးမဆိုင်ဆွေးနွေးတဲ့အခါမှာကျောင်းသားမိဘရဲ့နေမွေအပယ်ပညာရေးလောကကြီးရဲ့လူကြီးတွေရဲ့ဓာတ်မှန်ဆက်ရအဲ့ဒီမှာမောင်တင်ဆိုတဲ့ရှစ်တန်းကျောင်းသားလေးထပြောဆရာတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရရှေ့အတ္တတဲကွာအမတန်ရင်ကျေးပိန်မွေ့တဲ့မြန်မာလူမျိုးပါအနန္တနန္ဒလောကြီးကြောအောင်မယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးနဲ့တည်ပြီးသားပါလေ ဒါပေမဲ့ဆရာရဲ့လက်အုပ်ကြီးကတော့လေဆိုတာဆိုင်ရထဲကလာတာမဟုတ်ဘူး။အိုင်းထဲကလာတာဗျာလေ။အဲ့ဒီပြောတဲ့အခါမှာအင်္ဂလိပ်ကဘာမှပြန်ပြောစရာစကားလုံးမရှိဘူးအင်္ဂလိပ်ကမှားရင်မှားတယ်လို့ဝန်ခံတတ်တဲ့နိုင်ငံကြီးသားပြည်သားတယ်အမမှားတာကိုကြိတ်ပြီးနှိမ်ပေါင်းများစွာလိမ့်နေတာမဟုတ်ဘူးပေါ်တင်မဲ့မှားရင်မှားမှန်သိတော့အဲ့ဒီကျောင်းသားကြီးကျောင်းပြန်တက်ပြီးလိုက်ကျောင်းပြန်တက်ခွင့်ပြီးအဲ့ထပြောတဲ့ mountain ဆိုတာတခြားလူမဟုတ်ဘူး ရန်ကုန်တက္ကသိုလ်မှာမြန်မာလူမျိုးတွေကနေပထမဆုံးပတ်မောကကျဖြစ်သွားတယ်။ကျောင်းအောင်ကြီးဖြစ်သွားတယ်။ဇေယျကြီးဥဖေမောင်တင်မှာလက်အုပ်ကြီးကတော့လေဆိုတော့အဲ့ဒီလိုစနေနေ့ကြကြနဲ့အဲ့ဒီလိုအတိတ်ပဲရှိရှိကတော့ပါတယ်လို့လမ်းပြသွားတယ်။အဲ့ဒီချိန်ကကျောင်းသားခေါင်းဆောင်အစမောင်တင်ကလူတော်ပြောလို့ရပါတယ်။1903ခုနှစ်1920ကျောင်းသားတပည့်တော်ဖြစ်သေးပါဦး18နှစ်စောလေအဲ့ဒါကြောင့်လက်အုပ်ကြီးကတော့လေဆိုတာလေရမ်းမကတော့နဲ့ ရန်ကတော့တရားဓမြကတော့အကျိုးမရှိဘူးဓမြတွေကဥကဓမြတွေကပေါ်နေတဲ့ကိကျော်ဘာဘောဓမြတွေပေါ်တဲ့ကိပောင်ဝင်းကြီးအချိန်ကြီးကြီးရောလဲပောင်ဝင်းကြီးကလည်းမကောင်းလစ်တန်နဲ့ကို့လုံးမဲ့လူတွေကြီးပဲတရုတ်ကြီးကြီးယူရီးယားကြီးကြီး1920နဲ့1826ခုနှစ်မှာ အင်္ဂလိပ်ဆိုတာရခိုင်နဲ့တရင်းနိုင်တိုင်းသိမ့်တဲ့ချိန်တရင်းနိုင်သိမ့်တဲ့တရင်းနိုင်ရဲ့ယူရီးယားကကျွန်တော်တို့ပိုင်နာတဲ့မြန်မာတသက်လူဝဝထားတာကျွန်တော်တို့ပိုင်နာတဲ့ကျွန်တော်တို့ပြန်ပေးတဲ့ဟာခမင်းအဲ့လိုရမ်းပေးလို့တော့မရဘူးကျွန်တော်သိမ့်ထားတာမှန်ပေမဲ့ကျွန်တော်သူတို့ရဲ့စစ်ဘုံကြီးကိုသွားပြောအောင်စစ်ဘုံကြီးကိုသွားပြောတယ်ခမင်းအင်းလိုက်တိုင်းကယူရီးယားသူတို့ပိုင်နေပြောပါလားတဲ့ ဒါတော့ခမားသဘောပဲညီမစစ်စစ်သူကြီးခမားသဘောခမားတို့သိမ့်တော့ခမားတို့သိမ့်ထားပြီပဲခမားပိုင်ပြီပဲပြေးခြင်းပေးဖို့တဲ့ပြေးခြင်းနဲ့ရဒါပေမဲ့ခမားတို့ဒီနေ့ပေးရင်နောက်နေ့ကျွန်တော်တို့ပြန်တိုက်ယူမှာပဲအဲ့ဒီစကားလုံးရောက်အင်္ဂလိပ်ကစီကရှိတဲ့နိုင်ငံကြီးသားပိတ်တဲ့အဲ့အတွက်ကြောင့်မလို့မပေးပဲနဲ့ဒီနေ့တိုင်းအဲ့ဒီလိုအချောင်းလိုက်နှိုက်တဲ့ရှိတယ်တရုတ်ကြတော့အဲ့လိုမဟုတ် လွတ်လပ်ရေးရဖို့အတွက်အမွန်ကိုသွားတဲ့နှစ်လကျော်ကြာတဲ့အချိန်ဒီကိုရှေတရုတ်ကတရုတ်မှာအခုလွတ်လပ်ရေးတဲ့အခုမပေးပါဘူးဘာမှလည်းတရုတ်ကြောက်စရာလည်းမလိုဘူးသူတို့ကသူတို့ကထိုင်ပြီးတော့အဖေခွန်းကိုပြည်သူကခေါ်စရာအကြောင်းမှမရှိဘူးကိုကြီးကမိမမျိုးလေးလည်းသူတို့ကဝဲတယ်အကုန်ကျုံးတဲ့ဖို့ပြရအကုန်ဝဲသလိဆန်လည်းလူလည်းဝဲအကုန်ဝဲအဲ့ဒါကိုဘာကျေသူရှင်လဲဘာကျေသူမှမရှိဘူးဘယ်နေရာကျေးဇူးတော်ပြသူစားရလို့ အဲ့လိုပြောတော့မိမပြောလို့ပဲကြီးစကားပြောတော့ကြည်ကြည်ပြောတယ်ဘာလို့သူတို့အနာဘုံဒုချာနာရမ်တန်းလဲအဲ့တော့အယောဂါဆုံးမှာပြောပြမယ်ကျွန်တော်တို့ဘိုလ်ချုပ်ကိုဘာဖြစ်လို့နှစ်တရာလူတရာကနှစ်တရာခံနေဆိုတော့အလကားတော့မဟုတ်ဘူးဗျသူရဲ့ယောဂါမှုဂုံနေတဲ့ရက်တွေနဲ့သူ့ကိုအသိမှတ်ပြုတာဟာနှစ်ပေါင်းတရာကျော်ကြာတဲ့အချိန်ဒီဒီနေ့အချိန်ဒီအသိမှတ်ပြုကြတယ်သူတွေမဲလာလို့မဟုတ်ဘူး သူ့ရဲ့ဇနီးတဲ့ဖြစ်တယ်ဒေါခင်ကြီးဒေါခင်ကြီးခေါင်းဆောင်တို့ရဲ့ဇနီးတွေရထအပ်တဲ့အချင်းဇာလိုက်တဲ့စိတ်နေသဘောထားကိုပြသွားတယ်1989ခုနှစ်မှာ88အရေးကြီးရေးတော့ဖြစ်ဖို့တနှစ်အလိုမှာဘုံမကြီးအောင်ကြီးကဒေါခင်ကြီးအိတ်ကိုလာတယ်လာလိုက်ခါမှာဒေါခင်ကြီးနေမကောင်းကျမကြီးအလုံးမကောင်းတာတွေ့တဲ့ခါကျတော့ဦးနေဝင်အက်ရှင်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်ရှိအကြောင်းကြားတယ်။စာရေးပြီးအကြောင်းကြားတယ် ခုနေဝင်ကနေတဆင်ဒေါက်တာမောင်မောင်ခါကိုတာဝန်ပေးတယ်ဒေါက်တာမောင်မောင်ခါကနေသူ့ရဲ့စီမံချက်နဲ့သူ့ရဲ့ကုညီမှုနဲ့မစ္စတာဘာဘရာမစ္စစ်ဘာဘရာဆိုတဲ့နတ်မအကျုပ်ကြီးကိုဒေါက်ခင်ကြီးကိုချက်ပြီးအင်္ဂလန်ကိုဆေးသွားကုခိုင်းတယ်အဲ့ဒါသမရယုံဒူးညူမူလာမသူဦးတောင်းရှေဆိုတဲ့ပုဂ္ဂိုလ်လေးစိတ်ကိုဗီဇာရဲ့ပတ်စပို့ကြီးကိုလုပ်ပြီးလိုက်ပို့လိုက်လေစိတ်ကိုရောက်တဲ့အချိန်မှာစာအိတ်လေးတိတ်ပေးလိုက်တယ်အဲ့ဒီစာအိတ်က အဲ့ဒီစာအိတ်ထဲမှာစာလင်ပေါင်း3000ထည့်ထားတဲ့စာအိတ်ကလေးကိုပြီးလိုက်တယ်။တခွင်းကြီးယူနေမတက်ပါဆေးသွားကုတယ်။ဆေးသွားကုပြီးတော့ပြန်လာတဲ့အခါမှာဦးတော်ရှိသွားကြည့်။အဲ့ဒီကျွန်တော်ဘာကူညီပေးရပါဦးမယ်ခင်ဗျာ။ဘာမှမလုပ်ပါဘူးသားရဲ့အန်ဒီကိုအိမ်လာပြန်ဖို့ပြီးပါ။ရောတယ်မင်းဘာလို့ပြေးလိုက်စာအိတ်ကလေး။ စာလင်ပေါင်း3000ကိုတပေါင်းမှ3000လောက်တရားတစ်ချက်မသုံးလာဘူးအဲ့ဒါဘာဖြစ်လို့ဒေါခင်ကြီးမသုံးလာလဲဆိုတော့ပြည်သူရဲ့ဗန္နာတော်တွေကိုမလို့အဖဲနဲ့မသုံးဘူးအဲ့ဒီစိတ်ကခေါင်းဆောင်တို့ရဲ့ဇနီးတိုင်းမှာထားရမယ်စိတ်အဲ့ဒါကြောင့်မလို့နှစ်တရားခန္ဓာပေါ့အခုတော့မောင်ရဲ့ဒီတတော်ကြီးကမောင်ရမှာမောင်သားကိုပြေးလိုက်ပါလားအဲ့ကွက်ကြီးကို မောက်သားကုမ္ပဏီမှာနှစ်ခုလူသေးတယ်အဲ့ဒီရင်နာကြီးကမောင်းဖက်ဆက်လုံးတော့ဖက်ဆက်လုံးတတလုံးတတလုံးချမ်းသာပြီဒီလိုကလိကလိနဲ့ပြောတဲ့ခေါင်းဆောင်ဇနီးတဲ့မဟုတ်ဘူးစတာလင်ပေါင်း3000လောက်မှမကုန်းခဲ့ဘူးတပြားတစ်ချက်အဲ့ဒီချိန်တုန်းကအင်္ဂလန်မှာဒေါ်အောင်ဆန်းစုကြီးရှိသေးတယ်ကျင်းနေမကောင်းသေးဘူးအဲ့ဒီမှာသမီးတော်မှတပေါင်းမပေးခဲ့ဘူးတပြားချက်မပေးခဲ့ဘူးကောင်းကောင်းသားဇနီးတို့ရဲ့ စိတ်နေသဘောတာယက်တည်မှုချင်းဘလောက်လေးစားအတူယူစားကောင်းလဲစဖတ်ကြည့်ရင်းအောင်တုံးတယ်